မင်္ဂလာပါအသက်ရှင်တော်မူသောဖခင်ခင်ဂျေဇုတော်ကိုချီးမွမ်းပါတယ်2014ခုနှစ်တနှစ်တာလုံးကိုပို့ဆောင်ပြီးတော့2015ခုနှစ်ကိုလည်းဆက်လက်ပို့ဆောင်အောင်မဲ့ဖခင်ရဲ့နာမတော်ကိုထူပဲချီးမွမ်းပါတယ်နှစ်သိက်ကူတော့မယ်ဆိုတော့လူတွေတော်တော်များများစိတ်လှုပ်ရှားပါတယ်စိတ်ထဲမှာအမျိုးမျိုးဂျေဇုတော်ကိုလည်းနေဟောင်းကအရာတွေအတွက်ပြန်လေရေအတွက်ပြီးတော့ချီးမွမ်းကြတယ်။နေသစ်အတွက်လည်းစီမံကိန်းတွေထားကြပါမယ်။အိမ်အသစ်တွေစောက်မယ်။ လုပ်ငန်းအသစ်တွေတိုးချဲ့မယ်စီမံကိန်းတွေအမျိုးမျိုးရေးဆွဲမယ်တချို့လူတွေကအဝတ်အစားတွေဝတ်မယ်ဘလို့ဒီဇိုင်းမျိုးစပင်ကိုညှက်ကြမယ်ဘလို့အသက်တာမျိုးနဲ့အသက်ရှင်ကြမလဲဆိုပြီးတော့စိတ်ဝင်စားစွာနဲ့2015ခုနှစ်အတွက်ပြင်ဆင်တဲ့သူတွေဆက်ကတ်တဲ့သူတွေစီမံကိန်းရေးဆွဲတဲ့သူတွေအများကြီးရှိရင်ရှိမှာပါဒါပေမဲ့နားလေထားဖို့က2015ခုနှစ်ကိုကျွန်တော်တို့လုံးဝမပိုင်ပါဘူး ကျွန်တော်တို့ကိုလည်းကျွန်တော်တို့မပိုင်ပါဘူးတမချန်းစာကဗာပြောလဲဆိုရင်ရာကုတ်လေးအငယ်73 74မှာလူဟာခဏထင်ရှားပြီးကြွယ်ပြောက်တတ်သောအခိုးအငွေဖြစ်တယ်တဲ့အခိုးအငွေဖြစ်တဲ့အတွက်ဒီ ကျွန်တော်2015ခုနှစ်တနှစ်တာလုံးကိုကောင်းမွန်စွာကြော်လွန်နိုင်ခြင်းမှကြော်လွန်နိုင်မှာဖြစ်တယ်။ကျွန်တော်မပိုင်မှုကျွန်တော်ရဲ့အသက်တာကအခိုးငွေဖြစ်တယ်။တုတ်တာနဲ့ဆက်ခွန်အငယ်တက်မှာဘာပြောလဲ။နှစ်ပြည့်နေ့ကိုအမီပြူရမဝါချွားနဲ့တရက်အတွင်းမှာဘာဖြစ်မလဲဆိုတာမသိနိုင်ဘူးလို့ကျန်းစာကအတည်လင်းထပ်ပြောထားပါတယ်။အဲ့တော့ကျွန်တော်2015ခုနှစ်ကျွန်တော်မပိုင်ပါဘူးကျွန်တော်ဘာဖြစ်မလဲဆိုတာဝါကြွားလို့မရပါဘူးကျွန်တော်ရဲ့စီမံကိန်းတွေမအောင်မြင်ဘဲနဲ့ကျွန်တော်ရဲ့ရေဝဲချက်တွေမအောင်မြင်ဘဲနဲ့ ကျွန်တော်တို့ရဲ့အသက်တာဆုံးရှုံးသွားနိုင်ပါတယ်အဲ့2015ခုနှစ်ကြီးဟာလည်းနှစ်ပိုကောင်းရင်ကောင်းလေးလေးမယ်စိုးရင်လည်းပိုပြီးတော့စိုးနိုင်ပါတယ်တမာကျန်းစာအရတော်တော်ကောင်းပတ်ဝန်းကျင်ချင်းတွေအရတော်တော်ကောင်းကြည့်တဲ့အခါမှာ ကျန်းစာရဲ့ဂတိတော်လည်းပြည့်စုံနေပြီဖြစ်သောကြောင့်နှစ်ကပိုဆိုးဖို့ခစ်ကပိုဆိုးဖို့ပဲရှိပါတယ်။အဲ့လိုခစ်ဆိုးကြီးမှအသက်ရှင်တဲ့အခါမှာကျွန်တော်ရဲ့တက်တာအတွက်အာမခံချက်ရှိဖို့လိုအပ်တယ်။ကျွန်တော်တို့ဘယ်နေ့ပဲတေတေတေတဲ့နေ့မှာအာမခံချက်ရှိစွာတည်သွားနိုင်ဖို့ကသခင်ယေရှုခရစ်တော်အခမဲ့ပေးတဲ့ကယ်တင်ခြင်းကိုကျွန်တော်ရထားဖို့ရန်အတွက်လိုအပ်တယ်။တတိအခန်းကြီးနဲ့အငယ်လေးမှာလူအပေါင်းတို့ဒီကယ်တင်ခြင်းသို့ရောက်ဖို့ဘုရားသခင်အလိုတော်ရှိတယ်လို့ပြောပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့တက်တာမှာဘုရားအလိုတော်အထက်မှာအသက်ရှင်နိုင်ဖို့ 2015ခုနှစ်ခါကောင်းကျင့်မင်္ဂလာခံစားသောနှစ်ဖြစ်ဖို့ရန်အတွက်ယေရှုခရစ်တော်နဲ့ကျွန်တော်အစာပြုဖို့လိုအပ်တယ်ခရစ်တော်ဖျားမပါခဲ့ရင်ကျွန်တော်ရဲ့အသက်တာအချင်းကြီးပဲဒါဝိဒ်ရဲ့အသက်တာသူ့ရဲ့အသက်တာမှာဖျားသခင်နဲ့ပဲအစာပြုတယ် The Lord is my shepherd ဆိုပြီးတော့ဆာလ23မှာထာဝရဖျားသည်သာငါ၏တိုးထင်းဖြစ်တယ်ထာဝရဖျားနဲ့အစာပြုခဲ့တယ်ဒါကြောင့်ဒီကနေ့နောက်ဆုံးသောကာလမှာကျွန်တော်အစာပြုဖို့ကယေရှုခရစ်တော်အပြင်အစာပြုဖို့လိုတယ်ယေရှုခရစ်တော်မပါတဲ့အသက်တာဟာဆိုရင် အူတိုင်းမပါတဲ့သစ်ပင်လိုပဲခဏလေးပဲပြိုလဲသွားမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ရဲ့တက်တာထဲမှာယေရှုခရစ်တော်ရှိဖို့လိုတယ်။အဆံမရှိတဲ့စဘာဟာမိရှုချင်းခံရတယ်လို့သင်ရဲ့အသက်တာထဲမှာအဆံတီးလို့တော့ခရစ်တော်ဖခင်နှလုံးသားထဲမှာမရှိရင်မိဆွေဟာမိရှုချင်းဆုံးရှုံးချင်းဝမ်းနည်းချင်းကြေကွဲချင်းမိဆွေခံစားမှာဖြစ်တယ်။ဒါကြောင့်ဖခင်အခမဲ့ပေးတဲ့ကယ်တင်ခြင်းလက်ဆောင်ကိုမိဆွေယခုရယူထားဖို့ရန်အတွက်လိုအပ်တယ်။ တေယောအခန်းကြီး9အငယ်17ဆက်နဲ့မှာဗာပြောလဲဆိုဖျားသခင်ဒီငါတို့အားသာဝရအသက်ကိုပေးတော်မူတယ်ထိုအသက်ဒီလဲတားတော်၌ပါတယ်တားတော်ကိုရတော်သူဟာသာဝရအသက်ကိုရတယ်လို့ပြောပါတယ်ဒါကြောင့်ဖျားသခင်အခမဲ့ပေးခဲ့ပြီးပြီဖြစ်တယ်ကယ်တင်ခြင်းကိုကျွန်တော်တို့လူတိုင်းအားကဘာသူကဘာသားအားလုံးကိုဒီခရစ်စမတ်အချိန်မှာပေးခဲ့ပြီးပြီဖြစ်တယ်မိတ်ဆွေအဲ့ဒီကယ်တင်ခြင်းကိုရပြီးတော့မှ တားတော့ယေရှုခရစ်တော်ကိုယှပ်ပြီးတော့မှဖျားပေးတဲ့ကယ်တင်ရှင်ထာဝရအသက်စိတ်ချမှုနဲ့တကယ်ပဲစိတ်ချစွာအသက်ရှင်ပြီးဖျားသားဖြစ်ဖို့ရန်အတွက်လိုအပ်တယ်ဖျားသားဖြစ်ပြီးကယ်တင်ခြင်းစိတ်ချမှုရှိပြီးဆိုရင်အသက်တာဟာဖျားရဲ့လက်တော်ထဲမှာရှိတယ်ယောဟန်ကျမ်းအခန်းကြီး30အခန်းကြီး30အငယ်28မှာဗာပြောထားလဲဆိုရင်ထာဝရအသက်ကိုလည်းငါပေး၏ထိုတော်တို့သည်ပျက်စီးခြင်းနှင့်အစင်မပြကင်းလို့ကြလိမ့်မည် အဘေသူမြထိုတိုးတို့ကိုငါလက်မှမနှုတ်မယူရလို့ပြောပါတယ်။ထာဝရတဲ့ရပြီဖျားသားဖြစ်ပြီးဖျားသခင်ရဲ့တိုးဖြစ်ပြီးဆိုရင်ထာဝရတဲ့ရပြီဖျားရဲ့လက်တော်ထဲမှာရှိတယ်။ဖျားလက်တော်ထဲမှာရှိတဲ့အတွက်ပျက်စီးခြင်းနဲ့အစင်မပြတ်ကင်းလို့စေမယ်လို့ပြောပါတယ်။ဒါကြောင့်2015ခုနှစ်ကဆိုးတဲ့နှစ်ပဲဖြစ်ဖြစ်ကောင်းတဲ့နှစ်ပဲဖြစ်ဖျားရဲ့လက်တော်ထဲမှာရှိမှပဲလုံခြုံပါမယ်။မနေ့ကတည်င်းတပုတ်ဖတ်ပါတယ်။အင်္ဂလန်နိုင်ငံမှာအမျိုးသမီးတစ်ယောက်ကအဝတ်တွေအကုန်ချွတ်ပြီးတော့မှလူပုံအလဲမှာပြေးပြီးပါအော်တယ်လဲဆိုရင် God is a woman လို့ပြောပါတယ်။ဖယားသခင်ဟာမိမတယောက်ဖြစ်တယ်ဆိုပြီးတော့မှကြွေးကြော်ပြီးတော့လူရဲ့အလှယ်မှာအော်ဟစ်ပါတယ်။ဒါနောက်ဆုံးတော့နမိတ်လက္ခဏာဖြစ်တယ်။လူတွေကစိုးနေပြီးဖယားကိုမထီမဲ့မြင်ပြုတ်နေကြပြီးဖယားကိုစော်ကားနေပြီး ဲ့ဒါကြောင့်ဖျားပြန်ကြွလာဖို့ခရစ်တော်ပြန်ကြွလာဖို့ရန်အတွက်အင်မတန်နီးပြီဖြစ်တယ်။ဒါကြောင့်ခစ်ကပိုဆိုးဖို့ပဲရှိတဲ့အတွက်ယေရှုခရစ်တော်ကိုယထားမှမိတ်ဆွေရဲ့အသက်တာမှာအာမခံချက်ရှိပါမယ်။အဲ့လိုအာမခံချက်ရှိတဲ့ခရစ်တော်ဖျားကိုမိတ်ဆွေရပြီးဖျားရဲ့အလိုတော်အထက်မှာအသက်ရှင်သွားမယ်ဆိုရင်မိတ်ဆွေရဲ့အသက်တာဟာတကယ်ပဲကြွယ်ဝတဲ့ကောင်းချီးမင်္ဂလာကိုခံစားသောနေ့ဖြစ်တယ်။နေ့ရဲ့အရှင်ဟာဖျားသခင်ဖြစ်တယ်။တက်ကရရဲ့ပိုင်ရှင်ဟာဖျားသခင်ဖြစ်တယ်။ BC နဲ့ AD ကိုကိုအားချစေခဲ့တဲ့သူကယေရှုခရစ်တော် ော်ဖြစ်တယ်။ဒါကြောင့်လို့ AD ရဲ့ပိုင်ရှင်ကယေရှုခရစ်တော်အဲ့ဒီ AD ကိုအစပြုခဲ့တဲ့ပုဂ္ဂိုလ်ကယေရှုခရစ်တော်အဲ့ဒီယေရှုခရစ်တော် IAD ရဲ့ပိုင်ရှင်နှစ်တို့ရဲ့ပိုင်ရှင်တက်ကရစ်တို့ရဲ့ပိုင်ရှင်ဖရာသခင်ယေရှုခရစ်တော်အပြင်အသက်ရှင်သွားမှသာလျှင်အသက်တာဟာအာမခံချက်ရှိပါမယ်။မိษွေတယောက်တည်းမိษွေအသက်ရှင်လျှောက်လန်းသွားမယ်ဆိုရင် လုံးဝအာမခံချက်မရှိပါဘူး။ဒါကြောင့်ယေရှုခရစ်တော်အပြင်ယေရှုခရစ်တော်နဲ့အတူမိษွေလျှောက်လန်းသွားမှသာလျှင်နှစ်ထောင်နဲ့ဆ 55ခုနှစ်ဟာလုံခြုံတဲ့နှစ်ဖြစ်ပြီးတော့ဖရာသခင်ရှေ့မှာလည်းမင်္ဂလာဖြစ်ပါလိမ့်မယ်။တမန်ကျမ်းစာကပါထပ်ပြောလဲဆိုရင်နှစ်တိအခန်းကြီးလေးအငယ်၁၈မှာသခင်ဖရာသည်မကောင်းသောအမှုရှိသမျှတို့မှငါတို့ကိုခယ်နှုတ်၍မိမိကောင်းကင်နိုင်ငံတော်တို့တိုင်အောင်မအစပို့ဆောင်တော်မူလိမ့်မည်လို့ပြောပါတယ်။ ဲဒါကြောင့်မကောင်းသောအမှုအရာရှိသမျှအမျိုးမျိုးတွေကကယ်နှုတ်နိုင်တာကယေရှုခရစ်တော်ပဲအဲ့ဒီယေရှုခရစ်တော်အားဖြင့်သာအသက်ရှင်သွားမှသာလျှင်ကျွန်တော်ရဲ့အသက်တာဟာကောင်းခြင်းမင်္ဂလာဖြစ်မယ်အဲ့ဒီယေရှုခရစ်တော်ရဲ့စကားအပြင်အသက်ရှင်သွားဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်။ဒါကြောင့်ကျွန်တော်တို့မသိသေးတဲ့မပိုင်သေးတဲ့မနဲ့ဖြင့်ကျွန်တော်တို့မသိသေးတဲ့အနာဂတ်2015ခုကိုရှောက်လန်းသွားတဲ့အခါမှာ ကျွန်တော်တို့ခြေလန်းတလန်းချင်းစီကိုပဲ့ပြင်းကြည့်ရှုနိုင်တော်ဖရာငိုက်မီအိပ်ပျော်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ကိုတတိနဲ့ကွယ်ကာပေးနိုင်တဲ့ဖရာစံချီတို့ကိုပင်ရင်ကျွန်တော်တို့အားကြည့်ရှုရရေတွက်နေတော်ဖရာတင်တို့ကိုတတိနဲ့ကြည့်ရှုတော်ကြောင့်စိုးရင်ခြင်းအမှုရှိသည်များတို့ကိုကိုတော်၌အနံကြတော်လို့ပြောတဲ့ဖရာ ထိုဖရာကို အနံပြီးထိုဖရာကိုကယ်ရှင်ဖြစ်လက်ခံပြီးထိုဖရာကိုအနံ၍အသက်တာကိုဆက်ကပ်ပြီးမှအသက်ရှင်မှသာလျှင်နှထား 2015ခုနှစ်ဟာလုံခြုံတဲ့နှစ်ထာဝရဖယားနဲ့အတူအသက်ရှင်တဲ့အတွက်ကောင်းကြီးနဲ့မင်္ဂလာရှိသောနှစ်ဖြစ်ပါလိမ့်မယ်ဆိုတာမိတ်ဆွေကိုမြတ်တာအဖင်တည်င်းကောင်းဝေငှအားပေးပါတယ်2015ခုနှစ်တည်ယေရှုခရစ်တော်အဖျင်မင်္ဂလာရှိစွာအသက်ရှင်ရှောက်လန်းသောနိုင်သောနှစ်ဖြစ်စေဖို့ဖခင်သခင်မိတ်ဆွေကိုအထူးအသက်တပံကောင်းချီးပေးပါစေ။

နေဟောင်းရဲ့ဒူးစိုးရီမိတ္တခါဘေးပြန်ချလိုက်ကြဆိုမိတ္တမှာစိတ်တဲ့နဲ့ဘက်ဘက်ကခင်းဆက်ဖို့တင်အားရဲ့ပြင်ပြားထန်တောင်းလျှောက်ရင်းနဲ့စက္ကန့်လိုက်